ပေးသများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမစ်စပေါ့နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ဆိုတော့ဒီရောက်ရှိနေတဲ့နေရာတော့ရန်ကုန်တိုင်းဒေသကြီးတင်ငန်းမြို့မြို့နယ်မှာရှိတဲ့တူနာဘောလုံးကမှာဖြစ်ပါတယ်။ဒီနေ့ကတော့ကျွန်တော်တို့အဒီအာရှယူဆက်ခွန်ခြေစစ်ပွဲပေါ့အတွက်ပေါ့နော်ပွဲကျူတင်ဆက်ရှင်းလင်းပွဲအခမ်းအနားကိုကျွန်တော်တို့မီဒီယာအနေနဲ့ live တက်ရောက်တာဖြစ်ပါတယ်ခင်ဗျာ။ တော့မြန်မာယူဆောက်ခွန်အသင်းဆိုတာကတော့ကျွန်တော်ဒီမြန်မာလူမျိုးနည်းများဥကြော်စရာခိုင်တယ်ပြီးတော့ဗောနော်ဒီမြန်မာယူ22လီမှာဝင်ရောက်ရှင်ပြိုင်နေတဲ့လူငယ်အသင်းအသင်းဖြစ်ပါတယ်ဒီမြန်မာယူဆောက်ခွန်အသင်းကတော့ပွဲကြိုရှင်ပြိုင်မှုအနေနဲ့ဗောနော်ပွဲကြိုဒီကျင်းအစီအစဉ်နေနေနဲ့ဗောကျွန်တော်ထိုင်းနိုင်ငံမှာကျင်းပတဲ့ယူဆောက်ခွန်ဖိတ်ခေါ်ပြိုင်ပွဲမှာတွားရောက်ရှင်ပြိုင်ကယ်ပြီးတဲ့နောက်မှာဗောဒီတရုတ်နိုင်ငံမှာလေးကျင်းအစီအစဉ်တွားရောက်ပြုလုပ်ခဲ့ပြီးတော့ဒီတရုတ်ယူဆောက်ခွန်အသင်းနဲ့ဗောနော်ခြေစမ်းပွဲနှစ်ပွဲရှင်ပြိုင်ကစားခဲ့ပါတယ်အဲခြေစမ်းပွဲနှစ်ပွဲရှင်ပြိုင်ကစားပြီးတဲ့နောက်မှာတော့တပွဲနိုင်တပွဲရှုံးရလဲဖတ်ပေါ်ခဲ့ပါတယ်ခင်ဗျာ ကျွန်တော်အခုမြန်မာယူဆက်ခွန်အသင်းပါဝင်နေတဲ့အုပ်စုဇယားမှာဆိုရင်တော့ တို့ဒီမြန်မာယူဆက်ကွန်အသင်းအပါအဝင်အာဖဂန်နစ္စတန်ယူဆက်ကွန်အသင်း၊နီပေါ်ယူဆက်ကွန်အသင်း၊ပိုမန်ယူဆက်ကွန်အသင်းနဲ့ဆီးရီးယားယူဆက်ကွန်အသင်းတို့ကပေါ်ဝင်ပါတယ်ခင်ဗျာ။ပြိုင်ပွဲချင်းမပေါ်ရဆိုရင်တော့ဒီအုပ်စုတစုမှာဆိုရင်အုပ်စုဘုတ်တင်းသာခြေစပွဲအောင်မြင်သွားမှာဖြစ်ပါတယ်။ကျွန်တော်မြန်မာယူဆက်ကွန်အသင်းကတော့ဒီတင်းသာရှင်းလင်းပွဲပြီးရနောက်ပိုင်းမှာပေါ့နော်။ဒီညနေ3နာရီချိန်မှာဆိုရင်တော့ဒီ3နာရီ4ချိန်အတွင်းမှာမှာသူရဲ့ဒီ official training ကိုပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ဘာမီစပေါ်အနေနဲ့လည်းမြန်မာယူဆက်ကွန်အသင်းရဲ့ဒီ official training ကိုတော့ရောက်ချက်ကူတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ်ရုပ်ရုပ်ဘူးထပ်သွားပြီးတော့ချီချီနှစ်ပွဲကစားခဲ့ပါချီချီနှစ်ပွဲကစားခဲ့တာပထမပွဲကိုကျွန်တော်တို့ရာသီဥတုနေထားကြတော့ကျွန်တော်တို့ရှုံးတော့ပါဟုတ်ကဲ့ခီးပါတာဟုတ်ကဲ့အလူပြပွဲမှာကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ပြီးတော့နိုင်အောင်ကစားခဲ့ပါအဲချီတွေပွဲကိုတော့ကျွန်တော်တို့သိရတော့အောင်မြင်အောင်ပြုလုပ်အောင်ပြုလုပ် ဟုတ်ကျွန်တော်နာမည်ကတော့ညီတက်ပါမလေးယူဆောက်ကုန်တင်မှာကစားနေပါတယ်ဒီတက်ရှိသားသမားတယောက်အနေနဲ့ဂိုးတွေရရင်ရသလိုတွေးတယ်ဘယ်လိုလေးချိန်ရလဲဘယ်လိုဂိုးတွေရအောင်သိနိုင်မလဲဆိုတော့ခွင်းထဲမှာဟိုလေအောင်ဆိုင်ရတာပေါ့ဘယ်တော့ဘယ်ချင်းအောင်ဆိုင်ရတာဒီဘက်မှာဂိုးရမယ်ဆိုတဲ့စိတ်နဲ့ပေါ့သိမလားအောင်ဆိုင်ပြီးတော့အဲ့လိုမျိုးကစားရတာပေါ့စဉ်းစားတွေအားလုံးကလည်းကူညီထောက်ပံ့ပေးတယ်စပိုးနင်းကောင်းလို့ကျွန်တော်တို့လည်းအဲ့လိုဂိုးတွေရတာပဲကျွန်တော်လည်း ပြီးခဲ့တဲ့ဒီ time ဖိတ်ခေါ်ပြိုင်ပွဲမှာလည်းညီလေးတွေနဲ့ကိုသိန်းအားလုံးစုရတယ်ပေါ့နော်အဲ့ဒီပြိုင်ပွဲအတွေ့အကြုံတွေဆက်ကြပါဦးအသေးနေရာညီလေးတို့ခက်ခဲခဲ့လားအဲအဲ့ generation gap မှာတော့အသေးနေရာအားလုံးကတော့ခက်ခဲပါတယ်ကျွန်တော်ကိုသိန်းအားလုံးရအောင်လို့လည်းကျွန်တော်အသင်းသားတွေအားလုံးကတစ်စီးတစ်လုံးနဲ့ကျွန်တော်တို့ကစားခဲ့ကြလို့ပေါ့အဲ့ဒီကြောင့်ရပြောမယ်ဆိုရင်တော့အဲ့အားလုံးကတော့ကောင်းကြပါတယ်ထိုင်းယူဇက်ကွန်တင်းနေဂျပန်တို့ဗီယက်နမ်တို့အားလုံးကတော့ကောင်းကြပါတယ် အခုလက်ရှိကိုလိုအုပ်စုထဲမှာဆိုရင်ကိုလိုအာဖဂန်ပါတယ်အိုမန်ပါတယ်ဒီဘောပါတယ်ဆီးရီးယားပါတယ်ပေါ့နော်အဲ့ဒီဒီအုပ်စုအတွင်းအတင်းတွေထဲမှာဘယ်အတင်းကအခက်ခဲဆုံးလို့ထင်လဲအုပ်စုအတင်းတွေထဲမှာတော့အတင်းအားလုံးတော့ခက်ခဲပါတယ်ဒါပေမဲ့ကျွန်တော်တို့တပွဲချင်းဒီအောင်ဆိုင်သွားရမှာပေါ့ဥမာအိုမန်တို့ဆီးရီးယားတို့အာဖဂန်တို့ဆိုတော့ပို့ပြီးတော့ကျက်ကျက်တဲမယ်လို့ထင်ပါတယ်ကျွန်တော်တို့ကဒီတရှိချင်းစီပွဲမှာရည်ရတိုက်စစ်မှုတရားနေနဲ့တွင်းကိုဘဏ္ဍကူတွေတွင်းမယ်လို့ကြေထားတယ်တွင်းကိုဘဏ္ဍကူတွေတွင်းမယ်ဆိုတော့ကျွန်တော်လည်းကိုယ့်ကိုယ်ကိုတော့သိကြမသိပါဘူးဒါပေမဲ့ ။တပွဲချင်းဒီမှာအောင်စားပြီးတော့ကိုယ်ရအောင်လို့တွင်းပါမှာပါ။အဲကို့အနေနဲ့ပေါ့နော်ဒီအတင်းနဲ့ဒီချင်းပြီးရဲ့ကာလနောက်ပိုင်းမှာဒီအတင်းနဲ့အတူပေါ့နော်ချစ်စပွဲအောင်ပြီးတော့အစားဖလားဝင်ခွင့်ရဖို့ရည်ရည်ချက်ရှိနေလား။အကြဘလာဝင်ရဖို့တော့ရင်ကျက်ရှိပါလေကျွန်တော်တို့အားလုံးပါကျွန်တော်တို့အားလုံးညီညွတ်နဲ့ဒီဒီ PSV ဆောက်ကောင်ခြေစဖို့တိုက်ပွဲမှာမှာပါနောက်ဆုံးအနေနဲ့ပေါ့နော်ဒီလေးကိုအားပေးရပြိတ္တတွေရောတော့ညီမယူဆောက်ကောင်တင်အားပေးမဲ့ပြိတ္တတွေတော့ခေါ့အားရအားပေးဖို့လည်းဖိတ်ခေါ်ပေးပါ မြန်မာယူဆောက်ကုန်တွေကိုအားပေးမဲ့ပိတ်သက်တယ်လေကျွန်တော်တို့မနေ့ကမှလာရောက်အားပေးကြပါအောင်လို့ပြောချင်ပါတယ်